ိုင်းတွင်နေထူးနေမြန်မြန်ထိုင်အကက်သက်ဖြင့်အရက်ရောင်းချခွဲပြုံထိုင်းနိုင်ငံဟာနိုင်ငံခြားခီးသွားတွေကိုပုံမဆွဲဆောင်နိုင်ရတဲ့အတွက်ဗုဒ္ဓဘာသာနေထူးနေမြန်တွင်မှာအကက်သက်ဖြင့်အရက်ရောင်းချခွဲပြုံဖို့အဆိုပြုထားကြောင်း Pankos Post တွင်မှာဖော်ပြထားပါတယ်ဗုဒ္ဓဘာသာဆိုင်ရာနေထူးနေမြန်အခါတမရ၅ခုမှာနိုင်ငံတကာလေးစိတ်တွေညပိုင်းဖြောပြေးရေးနေရာတွေဟိုတယ်တွေခီးသွားနေရာတွေနဲ့ နိုင်ငံတော်ပွဲလန့်သဘင်နေရာတွေကဲ့သို့နေရာအနည်းမှာရောင်းချခွေပြုတ်နိုင်ရဲ့အတွက်အစိုးရရဲ့အရေးရမကထိန်းချုပ်ရေးကော်မတီကကြံပြုခဲ့တာဖြစ်ပါတယ်အစိုးရအပြောင်းလဲကမေလ17ရက်နေ့မှာကြာရောက်မဲ့ကစုံလက်ပြေဗုဒ္ဓနေမှာစတင်နိုင်မှာဖြစ်ကြောင်းကော်မတီဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ကသတင်းထောက်တွေကိုပြောဆိုထားပါတယ်။ထိုင်းနိုင်ငံဟာကြော်ကြားတဲ့ပင်လယ်ကမ်းခြေတွေ ညပိုင်းဖျော်ဖြေရေးနေရာတွေနဲ့အာရှမှာစေချာကိုမူရင်းစေဝအဖြစ်ကနေပယ်ဖြတ်ထားတဲ့တခုတည်းသောနိုင်ငံဖြစ်တဲ့အပြင်အာရှဒေသမှာထိတ်တန့်ခီးသွွားနေရာတခုလည်းဖြစ်ပါတယ်။ခီးသွွားလုပ်ငန်းကိုအထောက်အကူပြုဖို့အတွက်စီမင်းတွေဖြည့်ရောက်ပေးဖို့စီးပွားရေးအဖွဲ့အစည်းများကတောင်းဆိုခဲ့ပြီးနောက်ညနေ2နာရီကနေ9နာရီအတွင်းအရက်သေးစာရောင်းချမှုပိတ်ပင်တမ်းမြက်ချက်ကိုပြန်လည်တုံ့သက်ဖို့ဝန်ကြီးချုပ်ပေတုံတဲ့ရှင်နာဝက်ထရကပြီးခဲ့တဲ့လအတွင်းကညွှန်ကြားခဲ့ပါတယ်။ တာပြင်ဗုဒ္ဓဘာသာဆိုင်ရာပည့်ရတွေမှာအယက်သေးစာရောင်းချမှုပိတ်ပင်ခြင်းကခီးသွွားလောကအပေါ်ထိခိုက်လာမှာကိုဆိုရင်ဒါကြောင့်အနာပိုင်တွေကတိုက်တွန်းပြောကြားလာတာကိုထိုင်းဝန်ကြီးချုပ်ကအခုလိုပြန်လဲဖြေရောပေးခဲ့တာဖြစ်ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။